ပရိသတ်များရှင့်ရှင်းနှစ်ပေါင်းများစွာကလေးကကြောင်လေးတွေကလူတွေရဲ့ချစ်မြတ်နှုံးမှုဦးစားပေးမှုရက်ဆက်စွာညှဉ်းပန်းနှိပ်စက်မှုတို့ကိုခံရပြီးတော့ကြောင်လေးတွေရဲ့ကံကြမ္မာကအတက်အကျအနှိမ့်မြင့်တွေနဲ့စိတ်ဝင်စားစရာကောင်းလာပါတယ်။ကြောင်လေးတွေကအတိအခချင်းကြောင့်ကြောင်ချစ်သူကြောင်မိုက်ရှင်များဖို့တော့စိတ်နှင်းငယ်ရှုပ်ထွေးစေပါတယ်။ခွေးတွေကသူတို့ပိုင်ရှင်သူတို့ရဲ့သခင်ကိုချစ်လျင်ချစ်ကြောင်တိတာထင်ရှားစွာ ပြတ်တတ်ကြပေမယ့် ။ကြောင်လေးတွေကိုတော့ဘဲရာကိုမှအတင်းအကျပ်စိတ်ခိုင်းလို့မရပါဘူး။သူတို့ဘာသာသူတို့စိတ်ဆန္ဒရှိမှသာပဲသူတို့လှုပ်ချင်အားကိုလှုပ်တတ်ကြတဲ့အိမ်မေးတရိတ်ဆန်မျိုးစားတွေပဲဖြစ်ပါတယ်။ကြောင်မိုင်ရှင်သခင်ကလည်းတွေ့ကက်မနေကြပဲလွတ်လွတ်လပ်လပ်နေတဲ့ကြပါတယ်။ကြောင်ချစ်သူများတိကျပြီးတဲ့အတိုင်းပါပဲ။အိမ်မှာကြောင်မွေးထားပြီးဆိုရင်တော့ကြောင်မိုင်ရှင်ကြောင်သခင်တွေက ကြောင်ကိုပိုင်ဆိုင်ထားခြင်းမျိုးမဟုတ်ပဲ ကြောင်နေကသာကြောင်ချစ်သူကြောင်မိုင်ရှင်ကို ပိုင်ဆိုင်သွားကြပါရယ်။ကြောင်ချစ်သူတွေက အလိုအလျောက်ကြောင်နေရဲ့အလိုကြောင့်လိုက်လို့ပြီးနေရတော့တာပါပဲ။ဒီကနေ့မှာတော့ကြောင်ဝေးသူတိုင်းတည်ထားတဲ့နဲ့ကြောင်နမိတ်လေးတွေကိုဘူဒ္ဓအနေနဲ့ပြောပြပေးကြပါရယ်။နံပါတ်၁အပြူရီကြောင်မီးတန်နေမြင်ရင်တော့ချိန်ဆခံရတဲ့အတွက်အဲ့ဒီနေ့တော့လင်းမရပါဘူးရှင်။ရှက်ပြရှက်ပြသွားတဲ့သူတွေတနေ့တစ်ခါနင်းရင်တော့အပြူဟိုင်းကြီးဖြစ်သွားတတ်ပါရယ်။ဒါကြောင့်တည်ထားတဲ့မှာရှင်။ နံပါတ်1ကတော့အိမ်မှာကြောင်မဲမွေးရင်အဲ့ဒီအိမ်ကအပြိုတွေကချစ်ကန်ခေတတ်ပါတယ်။နံပါတ်3အိမ်ကအထွက်နောက်ကကြောင်လိုက်လာရင်တော့ငွေရှာခိုင်းတာပါ။အဲ့ဒီလူကငွေရလာတတ်ပါတယ်။နံပါတ်4ကြောင်တွေကခြံရှိအိမ်ရှိငုတ်တုတ်ထွက်ထိုင်နေရင်တော့ငွေလာပေးမဲ့သူကိုမျှော်တာပါ။နံပါတ်5အိမ်ဆောင်နေကလေးကခြံနှင်းကိုကြောင်ထည့်မွေးပါ။အဲ့ဒီအိမ်ကိုတော်ရုံကျွတ်မလာပါဘူး။နံပါတ်6 အိမ်မှာကြောင်နေရှိရင်တော့မျက်စိစုံနေကသူ့အမင်းနဲ့ပုတ်ပေးပါ။နှုတ်ရင်တော့ပြန်ပြောက်ပါရည်။နံပါတ်9ကြောင်ချီပြီးတော့ချောင်းမြောက်ကိုမကူရပါဘူး။ဘာလို့လဲဆိုတော့ကိုပါရှင်နစ်တက်ပါရည်။နံပါတ်10ကြောင်နေနရွက်ခဏခဏကုန်ရင်ညနာပုတ်ရင်တော့ဧည့်သည်မျောတာပါ။ဧည့်သည်လာတက်ပါရည်။နံပါတ်9ကြောင်ကိုရိတ်ချုံးရင်သူကပြန်ကျိတ်ဆဲတက်လို့မိုးရတက်ပါရည်။နံပါတ်10ကြောင်နာချီရင်တော့ငွေဝင်တက်ပါရည်။ ခဏခဏချင်းရင်တော့အိမ်သားတယောက်ယောက်ဖျားတတ်ပါရဲ့နမတ်စတဲ့အိမ်သေးပြောင်းရင်လူအရှင်ចောင်းကိုပေးဝင်လိုက်ပါအဲ့ဒီအိမ်ကအကျိုးပေးပါရဲ့နမတ်စနဲ့ចောင်းတွေချစ်လေးမလွန်သိမ့်ပြီးကြုံကြုံလေးထိုင်ရင်တော့ရာသီဥရုအေးပါရဲ့ပိုးလို့ပက်လက်အိမ်ရင်တော့ရာသီဥရုပူပါလိမ့်မယ်နမတ်စသုံးကြောင်တွေကနယံလိုက်ကတွေကိုခဏခဏကုတ်ရင်တော့လေးခေါ်တာပါလေးတိုက်လာတတ်ပါတယ်နမတ်ဆက်လီ ကြောင်လေးကောင်မွေးရင်စီဝါတက်ပါတယ်။ငွေများများရှာတက်ပါတယ်။အထီးချင်းမွေးရင်တော့ပို့ပြီးတော့ကိုအကျိုးပေးပါတယ်။နမဆန်ကကြောင်ကိုတရေပူးလဲပါတယ်။ညာကြီးမိကြီးလန့်ပြီးကို့အကက်မခံရင်တော့ကက်ပါလာတက်လို့သတိထားပါ။နမဆတ်ချောင်းအိမ်မှာကြောင်ရှိရင်တော့ပညာသည်တွေတိုက်ခိုက်တာကို အကာအကွယ်ဖြစ်ပါတယ်။နုံညံ့တဲ့တတဝါမှုလူအစားသူတို့ကခံရတတ်ပါတယ်။နမဆတ်ခွနေသခင်နာမကျမ်းဖြစ်ရင်ကြောင်ထွက်ပြေးတတ်ပါတယ်။ ဒါပေမဲ့ပြီးခဲ့ပါတယ်။ကိုစန်းတည်သွားကြတာများပါတယ်။နမတ်ဆက်ရှိကြောင်နေကတစ်ပင်နေပန်းနေကြခဏခဏငင်းမောနေရင်တော့မမြင်ရတဲ့နိုင်ငံလေးတွေကြွလာလို့ပါ။နမတ်ဆက်ကိုကြောင်နေမျက်လုံးအပြူသားငင်းနေရင်ကွယ်ဝက်ပုံးနေရှင်တော့နာနာဘဝတွေးလို့ပါ။နမတ်နှစ်စိကြောင်ကိုတက်ရင် သူ့တတန်းဆေးလို့တိမ်မဲ့ချိန်အထိတက်တဲ့လူဒုက္ခရောက်ပါတယ်ဟဲ့။ကဲ ဒီနေ့မှာတော့ကြောင်မွေးသူတိုင်းတိထားတဲ့နဲ့ကြောင်နမိန်လေးတွေကိုပြပြတင်ဆက်ပေးခဲ့တာပဲဖြစ်ပါရဲ့ရှင်။ဒီကနေ့မှာတင်ဆက်ပေးခဲ့တဲ့အကြောင်းအရာလေးတွေကိုကြိုက်နေတတ်တဲ့ဆိုရင်တော့ဒီဗီဒီယိုလေးကို like နဲ့ share လင်းလုပ်သွားပေးဖို့အတွက်မေးကြပါနဲ့ရှင်။နားဆင်ပေးခဲ့ကြတဲ့ဘောမဆက်များပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါရစေ။